fraudulent waste နဲ့ပတ်သက်ပြီးတော့လူတွေကပြင်းပြင်းထန်ထန်လေးတွေဝေဖန်တာတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် fraudulent waste ကိုမကောင်းဘူးလို့ဂျင်းလို့ကျွန်တော်ပြောချင်တဲ့တစ်ခုက fraudulent waste နဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ဟိုနေ့က live နေတော့လေကျွန်တော်ဒီဒီတချို့လူတွေကမေးရပေါ့နော် fraudulent waste ကိုဘယ်လိုမြင်လဲမြင်လဲမေးရဆိုတော့တကယ်တော့ fraudulent waste က float နေတာမဟုတ်ဘူး float နေဆိုရတဲ့ပြန်ပြရိုလင်းကလုံးဝဂျင်းမိနေတာတော့မဟုတ်ဘူးဗျာ။ဖလိုရီယံကသူ့နေရာနဲ့သူတော်တော်လေးကိုကစားတာအရင်ကောင်းလားဆိုတော့မဟုတ်ဘူးဗျာ။သိလား။ ဟိုကျွန်တော်ဆယ်မှတ်မှာပေးရမယ်ဆိုရင်တော့6မှတ်9မှတ်လောက်တော့ Florian Wings ကကစားနိုင်နေတယ်ဗျာဒါပေမဲ့10မှတ်လောက်အပြည့်တော့သူ performance မထွက်သေးဘူးသူကဘာမှချက်ကဒီကစားတဲ့ဒီနေရာမတူတာလည်းဖြစ်နိုင်နေနောက်တစ်ခုကအသာကြဖို့ဂျုံကန်နေရလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ Atletico နဲ့ပွဲမှာတော့ Florian Wings တော်တော်လေးကိုကောင်းတယ်တော်တော်လေးကိုယုံသွားတယ် Isak နဲ့ဒီအခြေအဆက်တွေကလည်းတော်လေးကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ရှင်းရှင်းချင်ရင်တော့ပိုကောင်းလာမယ် အနေထားတစ်ခုကိုတော့ရောက်လာနိုင်တယ်လို့ကျွန်တော်မြင်တယ်ဒါကတော့ဖြစ်လေဖြစ်တာရှိတဲ့အနေထားတစ်ခုပေါ့နော်ဒီမှာဦးတင်မှာဟိုပြည်သက်တွေကတော့ဒီကိုမသွင်းဘူး assess မလုပ်ဘူးဆိုရင်တော့မကောင်းဘူးလို့ပဲမြင်ကြတာတော့ဒါလက်ရှိပေါ်လုံးလောကရဲ့ဒီဘယ်လိုပြောရမလဲဒီမင်းကတိုက်စစ်မှုပဲဖြစ်ဖြစ်ကိုယ်နဲ့တိုက်စစ်ကြတာမှာဆိုရင်တော့ assess မရဘူးကိုမရဘူးဆိုရင်တော့မကောင်းဘူးလို့သတ်မှတ်ကြတာများတယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာကဘယ်လိုပဲပြောပြတတော်တနေရနေပြီးတော့အတင်းကိုလိုင်းပွဲရအောင်ပေါင်ဝင်ပတ်သက်နေတဲ့ နေထားတစ်ခုပေါ့နော်ကျွန်တော်ပြောချင်ကျွန်တော်ကအဲ့လိုမြင်တယ်အဲ့တော့ရှေ့ရှောက်ရတယ်ပိုကောင်းလာဖို့ရှိတယ်ပို့ပြီးတော့အဆင်ပြေသွားမယ်ကျွန်တော်နေတယ်မြင်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့အမြင်ပြီးတော့တစ်ခုက granite bank နဲ့ပတ်သက်ပြီးတော့အမြင်ပေါ့နော် granite bank နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးကိုချီးကျူးရှင်ချီးကျူးရှင်တယ်ဆိုတော့ကျွန်တော်ဘာမှပြောချင်တာ granite bank နဲ့ပတ်သက်ပြီးတော့ဗျာကျွန်တော်အရင်တော့ပြောခဲ့တဲ့ video တွေရှိတယ်ကျွန်တော် episode ဟိုဝမ်းမှာလာမသိဘူးမဟုတ်လားဒီ crystal belly နဲ့ community ရှိမကန်ကြီးမကန်ကြီးအချိန်မှာကျွန်တော်ထင်တာက grand back ကအဲ့တော့ပွဲပဲခံထားရတာဗျာ grand back မပါဘူးအဲ့ဘက်မှာကျွန်တော်နေတဲ့အုံတက်ပြခဲ့တာရှိတယ်ဗျာအဲ့တော့ grand back နေရာမှာ mechanical ဝင်ကစားရယ်ဆိုရင်အဆင်မပြေနိုင်ဘူးဘာလို့ဆိုတော့ကျန်ရင်မကောင်းနိုင်ဘူးကျွန်တော်အနေနဲ့မကြိုက်ဘူးလို့ကျွန်တော်ပြောပြခဲ့ပူတဲ့တုံးတဲ့တစ်ခုရှိတယ်။တကယ်လည်းအဲ့လိုပဲဖြစ်နေတာအခုကဆိုတော့ကွန်နဘက်ပါလာတဲ့မီဖီးယားတစ်ခုကလုံးဝအောင်ဆော့လက် လောကအောင်ဆောလဲပြဟိုပြောရမယ်ဆိုရင်လှဲ့ကြည့်စရာကိုမလိုလောက်အောင်ကောင်းတယ်ဗျာပွင့်ရင်ပြောရင်ယွန်စရာကောင်းလာအောင်ကောင်းလာဘလိုပုံစံမျိုးလဲဆိုတော့ဗျာဘောလုံးအထင်းအထင်းတော့ defensive midfield မှာဆော့နေတယ်ဒါပေမဲ့ဒီ area မှာပြီး corner back ကိုလည်းပြောခဲ့တဲ့ဇာတ်ရှိတယ်ဗျာပြီးခဲ့တဲ့ area တွေတော့ဆိုရင် तू ကလုံအောင် defend ဝယ်ကူညီရတယ်အဒီ area ကြတော့ तू က defensive midfield ဆော့တယ်ဆိုရင်လည်း तू အရှိ့ကိုတက်ပြီးတော့ဗျာအလှုပ်ဆော့လို့ရတယ်လို့ तू ပြောလာတယ်အဲ့ဒါက तू တို့ပို့ပြီးတော့ကောင်းတယ် ကိုးတွင်းဖို့ chance ရောပြီးတော့ creation လုပ်ဖို့ chance ရောပိုများတယ်လို့ Granite Bank ကပြောတယ်အဲ့လိုဘဝဦးတင်ရ Granite Bank ကိုရလိုက်တာကရွှေလားလို့မေးတယ်ဆိုရင်တော့မဟုတ်ဘူးလို့ပြောလို့ရတယ်ကျွန်တော်ပြောရမယ်နော်ဘာလို့မဟုတ်ဘူးလဲဆိုတဲ့စကားအဖြစ်ရှိတယ် Granite Bank ဆက်ရောက်လာတဲ့အချိန်မှာ Granite Bank ကဒီလို Granite Bank မဟုတ်ဘူးကျွန်တော်ပြောချင်တာဒါကို Anna Slot ကကျွန်တော်ဒီပြီးခဲ့တဲ့ရာလီတုန်းကဒီဘဝဦးတင်ကဒီ defensive midfield အရင်အားနေတယ်။ defensive midfield အားနေတဲ့အချိန်မှာကျွန်တော်တို့ခေါ်ဖို့စူးစမ်းတယ်။ကစားသမားတွေကမလာဘူး။ နောက်ဆုံးကကုံပြောရင်ဗျာကျွန်တော်တို့ပြီးခဲ့တဲ့အဲ့ဒီမနိုင်ခင်အရှိကလေးကကျွန်တော်တို့ဒီကိုင်စီလိုတို့မတို့ခေါ်ဖို့စူးစမ်းခဲ့တယ်ကိုင်စီလိုကိုခေါ်ပဲအချိန်မှာပဲကျွန်တော်တို့ဘက်ကရောက်လာတယ် defensive midfield အရင်အားနေပြီးခဲ့ရာတွေတော့အောင်ဆိုရင် defensive midfield ကိုခေါ်ဖို့စူးစမ်းတယ်အဆင်မပြေဘူးအဲ့ဒီအချိန်မှာ analog က cornerback ကိုလုံးဝယူ changes လုပ်လိုက်တာဗျာသိလားအဲ့ချိန်မှာဘလို့ဖြစ်သွားမှန်းမသိဘူးဗျာ cornerback ကလုံးဝယူရွှေဖြစ်သွားတယ်လုံးဝရွှေ ဲ့တော့နှစ်လောင်းနဲ့နှစ်ဆန်နဲ့ဒီဒီမနိုက်ခင်တစ်နှစ်နှစ်နှစ်လောက်ပါပြောဆိုဒီဗန်နဘတ်ကနေပြီးတော့ပြောဘူးလေဘာပြောလဲဆိုတော့ကျွန်တော်တို့အဲ့တော့ကလီဗာပူးတဲ့ရန်လေပယ်လင်ဟန်ကိုခေါ်ဖို့စိတ်ဝင်စားနေတဲ့အချိန်ပြတော့မောကနေပြီးတော့ပယ်လင်ဟန်ကရီယယ်ကိုရောက်လာတဲ့အချိန်မှာဒီဗန်နဘတ်ကဘာပြောခဲ့လဲဆိုတော့တကယ်တော့လေမင်းဂရန်နဘတ်ကလေပယ်လင်ဟန်နဲ့အများပို့ကောင်းနေကစားမလို့ပြောခဲ့တာဗျာသိလားတကယ်ကိုတရားလီမှာဗျာဂရန်နဘတ်ကသူ့ရဲ့လီဗာပူးတင်မှာဖျက်ဆီးခဲ့တဲ့အနေထားရရောလီဗာပူးတင်မှာကစားခဲ့တဲ့ရာတွေအแทမှာဆိုတော့တရားလီဂရန်နဘတ်ကလုံးဝကိုချေဆွမ်းပြတဲ့အချိန်ဒီ လုံးဝအောင်ကောင်းလဲသူပါတဲ့ပွဲတွေသူမပါတဲ့ပွဲတွေဆိုရင်ညာတော်တော်လေးကိုတိတာရညာကွင်းလေ defensive မှာဒီထိန်းသွားတဲ့ပုံစံတွေပြီးတော့ transition လုပ်တဲ့ defensive ကနေပြီးတော့ဒီ attacking ကို defensive လုပ်တဲ့ပုံစံတွေဒီကစားသမားတွေကိုလူပေးတဲ့ပုံစံတွေ different ဖြစ်တယ်ဗျာသိလားကျွန်တော်ပြောချင်တာအဲ့တော့ပြောရမယ်ဆိုရင်တော့ grand back ကိုကျွန်တော်တို့ရလိုက်တာကတော်တော်လေးကိုကောင်းတယ်အဲ့ဒီအလားတူပဲဒီယာလေးမှာကိုယ်တော်မပြတဲ့ခြေဆွဲရဆိုရင်လုံးဝအောင်ကောင်းတယ်ဘောနော်အခုလူပါဝတ်တဲ့နိုင်လုံနေပါတယ်ဘာလို့နေလဲဆိုတော့အခုလက်ရှိဒီ grand back grand back ကိုဆာရုပ်တက်တန်းပို့ပေးဖို့အတွက် သူကဆွေးနွေးနေရလို့ကျွန်တော်သိရတယ်ဒီလိုကောင်းတဲ့ကစားလမ်းမတရားကိုဗျာလက်မလွှတ်ချင်ဘူးဗျာဘာလို့မဆိုပဲပါဆိုအခုလည်းကြားနေတာဟာကွန်နဘက်ကို react ခေါ်ချင်နေရလို့ကြားတယ်ဆိုတော့ဒီဘက်ဦးသိန်းကအခုချိန်ကလေးကစပြီးစာချုပ်တစ်ချုပ်ဖို့လုပ်နေတယ်ကွန်နဘက်ကိုစာချုပ်တစ်တန်းတိုးမယ်ဆိုရဲ ပုံစံမျိုးဆွေးနွေးမှုတွေရှိနေတယ်ဘောနော်ဒါကတော့ကောင်းတဲ့ချက်ဒီအာလီမှာခရနမက်နဲ့ပတ်သက်ပြီးကျွန်တော်အမြင်ရပြောရမယ်ဆိုရင်ဒီဘဝူးသင်းကလုံးဝပျံရွှေရလိုက်တဲ့တရားမျိုးပဲဒီချိန်မှာခရနမက်ကိုကျွန်တော်ခေါ်ခဲ့တော့ကုန်ခဲ့တဲ့ပေါင်30 40တန်း40 30လောက်ကဒီချိန်မှာခရနမက်ဒီခြေဆွမ်းနေဆိုရင်ပေါင်တန်း100အနည်းဆုံးပဲခရနမက်ကလုံးဝပျံရှားမှရှားပဲကျွန်တော်အတွက်ကတော့ဒီအာလီဒီဘဝူးသင်းရဲ့အဓိကတော့ချက်ကတော့ ကျွန်တော်အားလုံးအမြင်ပေါ့နော်ကျွန်တော် iset တို့ architecture တို့မပါတဲ့မပါတဲ့အကောင်လုံးဖယ်လိုက်ကျွန်တော်တို့အရင်အရေးကြီးဆုံးစာနာမတရားတရားဒီမှာ granite bed ပဲလောဝါကိုရွှေပေါ့နော်ကျွန်တော်မြင်တဲ့အမြင်ပေါ့တရားဒီမှာရှင်းစပြခဲ့တဲ့ဟာရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ပြောတာအဲ့တော့ဒါကတော့ကျွန်တော်ဒီ granite bed နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမယ်ဆိုတဲ့သင်ခန်းတွေပေါ့နော်ကျွန်တော်ပြပြခဲ့တာပေါ့နော်အဲ့တော့ဒီလောက်ပါပဲ